တော့နောက်ဆုံးကြတော့ဆိုပါတော့ဒီမင်းသားလေးအရွယ်ရောက်လာတဲ့အခါမှာဒီဝရရဲ့အကြံပေးမှုနဲ့သူကဘာလို့ဘယင်းကိုတတ်ဖို့ပေါင်မှဓမြောင်လေးချီပြီးတော့နန်းထဲဝင်လာဝင်လာတဲ့အခါဘယင်းသားဆိုတာဝင်ရတာမဟုတ်ဘူးလေဘယ်သူမှဝင်ခွင့်မရှိဘူးမင်းသားလည်းဝင်လို့သူ့မိသားစုလည်းပဲအဆောင်နေရအကုန်စစ်ပြီးမှဝင်တယ် ခုခေတ်မှာ security လုံခြုံရေးချတာမဟုတ်ဘူးအဲ့ဒီခေတ်ကလည်းလုံခြုံရေးချတယ်သူတို့မှရန်သူပေါ်တယ်လေအကောင်လုံးစစ်ဆေးကြည့်တဲ့အခါမင်းသားလဲလာတာမင်းသားကိုတွေ့တဲ့အခါမှာအကောင်စစ်စစ်တော့ပေါင်းမှဓမြောင်းခြီထားတာတော့တွေ့ဖမ်းတော့တာပေါ့သူနောက်ဆုံးကြတော့ဘီရင်ကြီးစီရောက်တော့ဘီရင်ကြီးကမလုပ်မလို့လဲဆိုဘီရင်ကြီးကိုတတ် ငါ့ကိုဘာလို့တတ်ချင်တာလဲယာရုအာနာလိုချင်တယ်။ဩယာရုအာနာလိုချင်တာများငါတတ်ဆရာမလိုပါဘူး။မင်းကိုထိနှံလွှဲပါမယ်ဆိုပြီးလွှဲလိုက်တာဘယ်ကြီးရလဲ။နောက်ဆုံးကျတော့ပြောရမယ်ဆိုရင်အဲ့ဒီလိုထိနှံလွှဲပြီးတော့အကြံပေးတဲ့ပုဂ္ဂိုလ်ကလည်းပေးတာဆိုတော့ဒီတိုင်းထားရင်တော့တနေ့ကြမင်းအပြန်အာနာသိမ့်ခံရလိမ့်မယ်ဆိုတော့ ဘီရင်ကြီးကိုဖမ်းထောင်ထဲထည့်ပလိုက်နောက်ဆုံးမှာခြိဘွားဓာခွဲပြီးတတ်တဲ့အဆင်ရောက်သွားတယ်ပေါ့နော်အဇတတဟာအဖတ်တတ်တဲ့ကံကိုကျွလွန်မိသွားတယ်ဖတ်တတ်တဲ့ကံကိုကျွလွန်မိသွားပြင်မရတဲ့အမှားလို့ပြောတယ်အဲ့ဒီအချိန်မှာရသဗျာကတတ်တော်85နှစ်ရှိပြီဖျားတတ်တော်ဟာတွေ့ကြည့်လို့ရတယ်ပေါ့ ဘိမိတရမင်းနန်းကြသွားပြီအစတသက်တက်လာတာဟာဘုရားတက်တော်82နှစ်မှာတက်ထားဘုရားတက်တော်80ကိုဘုရားပြိဋိဘမဆံမီ8နှစ်မှာတက်တော်အဲ့ဒါလို့ပြစ်မှုတစ်ခုကိုကျွလွန်လိုက်တာဒီကျွလွန်မိကြတဲ့သူဟာစိတ်ဆင်းရဲမှုတွေနဲ့ကြုံတွေ့ပြီးရသော်ဘုရားနဲ့တွေ့ဖို့ကြိုးစားတယ် ။မြတ်စွာဘုရားကိုလည်းမတွေ့ဝန်ဘူး။ဘာဖြစ်လို့မတွေ့ဝန်တော့ဆိုဒေဝရရဲ့စကားကိုနားထောင်ပြီးတော့လေးသမား တွေဘုရားကိုပြစ်တတ်ဖို့လက်ဖြောင်းလေးသမားတွေလွတ်ထားလဲသူပါတယ်။နာလာဂီရိဆင်ကြီးကိုဘုရားဆုံးခံကြွလာတဲ့အခါမှာဘုရားကိုဆင်နှင်းတတ်အောင်လွတ်ထားလဲသူပါဒီပြစ်မှုကြီးတွေကျူးလွန်ထားတာဖြစ်တယ်ပေါ့နောက်တစ်ခါဒေဝရကြီးကကြောင်မောင်းဆင်ပြီးတော့မြတ်စွာဘုရားကို ကစ္စကုတ်တောင်ကကြောက်မောင်းဆင်ပြီးတော့ဖျားအောက်ဇင်းညံလျှောက်နေတဲ့အချိန်မှာကြောက်တုံးလှိမ့်ချကာန်းလျောစွာလန်းခုလန်းကကြောက်ဆောင်ကြီးတစ်ခုနဲ့ဝင်တိုက်ပြီးတော့ကြောက်တစ်ခုကနှစ်ခုတိုက်လိုက်တဲ့အချိန်ကြောင့်မို့လို့ကြောက်ပြန်တစ်ချက်ကပဲ့ပြီးတော့မြတ်စွာဘုရားခြေတော်ကိုမှတ်နေနော်မြတ်စွာဘုရားရဲ့ခြေတော်ကိုသွားမှတ် မှန်လိုက်တဲ့ခြေမဟာဒဏ်ရာအလွန်ပြင်းသွားတဲ့အတွက်ကြောင့်ရသော်ပြားလမ်းမလျှောက်နိုင်တော့ဘူးရဟန်းတော်တွေလာပြီးတော့ထန်းစင်ပေါ်တင်ပြီးတော့ဖရာကိုမတ်တကုတ်စီဆိုတဲ့ဥယျင်ဘက်ကိုမှသွားကြပင်ကဲဒီနေရာမှာကြည့်အစံတသက်ကအဖတ်တတ်တဲ့ပြင်မရတဲ့အမှားတစ်ခုကိုသူကျူးလွန်လိုက်တယ်နောက်ပိုင်းရောက်လာတဲ့အခါ မြတ်စွာဘုရားနဲ့တဆောင်မုံလာပြည့်နေ့တခုသောတဆောင်မုံလာပြည့်နေ့မှာတွေ့ပြီးတော့ယဟန်ဘုရားရဲ့အကျိုးကျေးဇူးတွေလက်တွေ့ပြနိုင်တာကိုမေးပြီးတော့တာမညာဖလတ်တုတ်နာပြီးတဲ့အဆုံးမှာစိတ်သက်သာရာရသွားတယ်ဘုရားကိုဝန်ချတောင်းပန်တယ်တကယ့်ကိုတရားသဖြင့်အုပ်ဆိုးတဲ့အပြစ်မရှိတဲ့ခမည်းတော်မင်းကိုတတ်မိတာသူမှားပါတယ်တိခတ်မှာခွင့်လွတ်ပါဆိုရသော်ဘုရားစီကိုတောင်းပန် အဖေကတည်သွားပြီလေဖေးစီတောင်းပန်ကြမရှိဘူးဖះပဲတောင်းပန်တယ်ဖះရှိဝန်ချတော့အဲ့ဒါလို့ဝန်ချလိုက်တာဟာအပြစ်ကြီးသွားတာလို့ဒီလိုဆိုလိုတာမဟုတ်ဘူးအခုလည်းပဲပြောရမယ်ဆိုရင်ဒါ confession လုပ်တာလို့ခေါ်တယ် confession လုပ်တာဟာအပြစ်တွေကြီးသွားတာလို့ဒီလိုပြောတာမဟုတ်ဘူးနော်မှားခဲ့တဲ့အမှားကအမှားပဲ လုံမိပြီးသားကလုံမိပြီးသားပဲဒါကိုပြင်တာမဟုတ်ဘူးသဘောပေါက်ဖို့ရကိုလုတ်ခဲ့တဲ့အမှားဟာပြင်မရတဲ့အမှားရှိဒီစကားကိုပြောတာပေါ့ what have done cannot be undone ဆိုတဲ့အင်္ဂလိပ်စကားတူ what have done ဆိုတာလုတ်ခဲ့တဲ့အရာတစ်ခုဟာ cannot be undone မလုတ်ဘူးလို့ဖြစ်အောင်လုံးလုံးမမရဘူးလုတ်ပြီးသားလုတ်ပြီးသားလေပြင်လို့မရဘူး ပြင်လို့မရတဲ့အမှားဘယ်ဟာပဲဖြစ်ဖြစ်တော့လှုပ်ပြီးသားလှုပ်ပြီးသားသို့တော့ဩကန္တကရောဂျိုးနဲ့ကြော့ပြီးတော့တောင်းပန်ရင်တချို့ကပြေတယ်လို့ထင်တာနော်ဒီအပြစ်တွေပျောက်သွားတယ်လို့ထင်တာအပြစ်ပျောက်ခြင်းရဲ့အကြောင်းတရားတော့ဖြစ်တယ်အရေးကြီးတာဘာလဲလို့ဆိုရင်ဘာကိုကုစားတာလဲဆိုရင်သဘောပေါက်ဖို့လိုအပ်တယ် အနုမဆိုရင်ထိတ်ခေါက်ပြီးမှတောင်းပန်နေကြမှာပဲလေထိတ်ခေါက်တာခေါက်ပြီးနေပြီလေထိတ်ခေါက်ပြီးတောင်းပန်လိုက်ရင်ကြေတယ်လို့ဒီလိုထင်းနေကြမှာမဟုတ်ဘူးအပြစ်ကဖြစ်သွားပြီဖြစ်သွားတဲ့အပြစ်ကိုပြင်နာလားလို့ဆိုမဟုတ်ဘူးအကုသိုလ်ကနှစ်ခုရှိတယ်လို့မှန်အာရမ္ဘစလှုပ်လို့ဖြစ်တဲ့အကုသိုလ်ကတစ်ခုအဲ့ဒီလှုပ်ထားတဲ့အကုသိုလ်ပေါ်မှာ စိတ်ထဲမှာတပူပူတမူမူတနှွေးနှွေးဖြစ်နေတဲ့စိတ်ဆင်းရဲမှုတွေဖြစ်နေတဲ့တောကရောက်နေတာကเนาะဝိပတိတာရဇလို့ခေါ်တောင်းမှန်လဲဆိုတာအဲ့ဒီဝိပတိတာရဇဆိုတဲ့အကုသိုလ်ကိုဖယ်တာစိတ်ထဲမှာကြီသွားပြီတောင်းမှန်လိုက်ပြီဆိုတဲ့အခါမှာเนาะအကုသိုလ်ကဆက်မပွားတော့ဘူးလုတ်ပြီးသားပြင်လို့မရဘူး နောက်ထပ်ဆက်ဖြစ်နေမဲ့အရာကိုတားလိုက်တာဒီသဘောဒီသဘောကိုဆိုလို့အကုသိုလ်နှစ်ခုရှိတယ်လို့မှတ်ထားလုတ်လို့ဖြစ်တဲ့အကုသိုလ်ကတစ်ခုအဲ့ဒါဘယ်လိုလုပ်ပြင်ပြင်လို့မရဘူးလေဖြစ်ပြီးသားဖြစ်ပြီးသားပြင်တာဘာလို့ဆိုအဲ့ဒီအပေါ်မှာစိတ်ပူနေတာမပူရအောင်တောင်းမှလိုက်တဲ့အခါလူတွေကစိတ်ထဲမှာအေးချမ်းသွားတာရှိတယ် အဲ့ဒီအေဂျင့်သွားမှုကိုဖြစ်စေတာဆိုလိုတယ်အဲ့တော့တောင်းမှန်ခြင်းဟာအကျိုးမရှိဘူးလားလို့မေးလို့ရှိရင်တပိုင်းအကျိုးရှိတယ် confession ဘာလို့စိတ်မပူတော့ဘူးငါတောင်းမှန်ပြီးပြီစိတ်နှလုံးအေဂျင့်သွားအဲ့တော့အဲ့ဒီနောက်မှာကိုကဆက်လုပ်ရမယ့်အလုပ်တွေရှိသေးတယ်ဘာတွေလဲတောင်းမှန်ပြီးတဲ့နောက်မှာအာယတိန်တံဝရံအပစ္စတိ နောက်ထပ်မလုံတော့ပါဘူးဆိုတဲ့ဝန်ခံကတိ promise ပေးပြီးတော့ဘယ်တော့မှဒီအမှားမျိုးကိုမကျွလွန်ကျွလွန်ပြီးတဲ့အမှားအတွက်လည်းနောင်တရပြီးတော့ဒီအမှားကိုပြင်တယ်ကောင်းတာတွေကြီးပဲဆက်လုပ်တယ်ဆက်လုပ်သည့်အတွက်ကြောင့်ရေများရင်ရေနိုင်မီးများမီးနိုင်စွာလို့လုတ်ခဲ့တဲ့အမှားတစ်ခုထပ်မလုံသည့်အတွက်ကြောင့်အမှားကတော့အမှားအတိုင်းပဲရှိတယ် သို့တော့ကောင်းတာတွေကိုဆက်လုပ်သည့်အတွက်ကြောင့်အမားဟာအဆုလိုက်တဲ့ဖြစ်သွားသူ့ကိုကောင်းတာတွေနဲ့ရံပတ်ထားတဲ့အခါသူ့အခွင့်မရတော့ဘူးလို့ဒီလိုပြောတာနော်ပျောက်သွားတာလို့ပြောတာမဟုတ်ဘူးအေးတော့ကြာကြာတော့ဒူးလေးထောက်ပြီးတော့ဖဖရားခွင့်လွတ်တော်မူပါစွာနဲ့အကုန်ခွင့်တွေလွတ်သွားတယ်လို့လည်းမအောင်မိတ်လေနဲ့ဒီလိုပြောတာမဟုတ်ဘူး